ဆူတောင်းနေုံနဲ့ကျွန်တော်ဘုရားသခင်ကကယ်တင်ခြင်းမရှိဘူးအဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီဘက်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းကောင်းမွန်မွန်နေတဲ့လူတွေကကောင်းကောင်းမွန်ဘဝကိုပဲရှင်သန်သွားသလိုဟိုတောက်စားမှုရဲ့ဘဝပြည့်နေလူကလည်းမကောင်းတဲ့ဘဝနဲ့ရှင်သန်ရတယ်အဲနောက်တစ်ခါပါလဲဆိုတော့ဟိုခိုးဆိုးတိုက်ခိုက်နေတဲ့လူတွေကလည်းပဲထောင်သွင်းကျင်းချခြင်းခံရတယ်အဲ့လိုထောင်သွင်းကျင်းချခြင်းခံရတဲ့နေရာမှာလည်းဘုရားသခင်ဆူတောင်းလို့ဘုရားသခင်လှုပ်ပေးတာမရှိဘူးဆိုတာလေးတွေကအစပါလေ ကျွန်တော်တို့ကဟိုဆိုတော့အဓိကကတော့ကျွန်တော်တို့ဟိုဆရာတော်ဖရာကြီးများလို့ကြမ်းတက်ပြတတ်တယ်မဟုတ်ပါဘူးကျွန်တော်ဆရာတော်ဖရာကြီးများကဲ့သို့စပ်ပိပရိယတိကိုအဲ့လိုလဲသင်ကြားထားတာမဟုတ်ပါဘူးကျွန်တော်တို့ကဒီဆရာတော်ကြီးတွေရဲ့အဆုံးအမခံယူပြီးတော့ကျွန်တော်တို့ကတော့အဓိကကတော့ရှင်ညောပညာပေါ့နော်ရှင်ညောပညာနဲ့ကျွန်တော်ဘယောကကုကျင်မှုရဲ့စီဝါဖြတ်ခြင်းအဲဒီကိစ္စတွေနဲ့အဲကျွန်တော်တို့ဆောင်ရွက်ပါတယ်အဲ့တော့မှုရဲ့ဘယောကကုတဲ့နေရာမှာလဲပဲဒီလိုပေါ့သူတို့တွေအမ်ဘာသာကြားတွေဆူတောင်းလို့မပြောင်းနိုင်တဲ့ ယောဂဝေဒနာတွေကျွန်တော်တို့ကအခုပညာနဲ့ကုသကတင်ပြီးပျောက်ကင်းသွားတာမျိုးတွေပေါ့နော်နောက်ပြီးတော့ဘဝတွေဟိုတကယ်အနှိမ့်ဆုံးရောက်အောင်စုပ်ပြတ်တနေတဲ့မိသားစုဝင်တွေကျွန်တော်တို့တွေကမူရစီဖြတ်ပြီးမှအဲ့ဒါကိုဟောကတင်ပြီးတော့ကျွန်တော်တို့ဒီမြတ်ဗုဒ္ဓရဲ့တရားဒေသနာတော်တွေနဲ့အညီပေါ့အဲကြင့်ကြံစူးစမ်းပွားများအားထုတ်နေထိုင်မယ်ဆိုရင်ယခုဘဝလည်းချမ်းသာမယ်နောက်ဘဝလည်းချမ်းသာမယ်ဆိုတဲ့အကြောင်းလေးနဲ့ကျွန်တော်အဲ့လိုဟောပြောပြီးမှ ျွန်တော်တတ်သမျှမှတ်သမျှနဲ့ဟောပြောယူမှာပဲကျွန်တော်စီယုံခဲ့တာပါအဲ့ဒါနဲ့ပဲကျွန်တော်တို့အခုဒီသာသနာပြုဟိုစာပေါ့နော်ဗုဒ္ဓဆုံးမခံပွဲတွေလည်းကျွန်တော်ကျင်းပနိုင်ခဲ့ပါတယ်အဲဒါတော့တော်တော်ကြိုးစားပါတယ်ဘာသာတစ်ခုကနေကူးပြောင်းဖို့ဆိုတော့တော်တော်ခဲရင်ပါတယ်လူတယောက်ကူးပြောင်းဖို့တောင်ခဲရင်ပါတယ်ကျွန်တော်ကလူကိုယာနဲ့ချီပြီးပြောင်းအောင်လုပ်နိုင်တယ်ဆိုတော့ဒါတော့ဟိုတော်တော်ခက်ခဲပါတယ်ဒါတော့ကျွန်တော်တို့ဟိုပါရမီလို့လဲအဲပြောရမယ်နဲ့တူပါတယ်နော်အာကျွန်တော်တို့ ခုနကပြောသလိုပါပဲကျွန်တော်တို့ကဒီမြတ်ဗုဒ္ဓရဲ့ဒေသနာအရဆိုလို့ရှိရင်ကိုကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့အကြောင်းလေးနဲ့ဆူတောင်းနေရုံနဲ့ကျွန်တော်ဘုရားသခင်ကကယ်တင်ခြင်းမရှိဘူးအဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီဘက်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းကောင်းမွန်မွန်နေတဲ့လူတွေကကောင်းကောင်းမွန်မွန်ဘဝကိုပဲ အဲရှင်တန်သွားတယ်လို့ဟိုတောက်စားမှုရဲ့ဘဝပြတ်နေလူကလည်းမကောင်းတဲ့ဘဝနဲ့ရှင်တန်ရတယ်အဲနောက်တစ်ခါပါလဲဆိုတော့ဟိုခိုးဆိုးတိုက်ခိုက်နေတဲ့လူကလည်းပဲထောင်သွင်းအကျဉ်းချခြင်းခံရတယ်အဲလိုထောင်သွင်းအကျဉ်းချခြင်းခံရတဲ့နေရာမှာလည်းဘုရားသခင်ဆူတောင်းလို့ဘုရားသခင်လှုပ်ပေးတာမရှိဘူးဆိုတာလေးတွေကအစပေါ့လေကျွန်တော်တို့ဘာသာရေးအဆုံးအမတွေငါးပါးတိလတွေအစရှိပြင်ဒီလိုပေါ့အဲ့ဒါလေးတွေနဲ့ကျွန်တော်တို့ဟိုစွန့်နိုင်တဲ့မြောက်ဟောပြောပြီးမှသူတို့ကိုအဲလိုဆောင်ရွက်ရင်းနဲ့ပဲကျွန်တော်တို့ ယုံကြည်လာအောင်ပေါ့လေသူတို့ယုံကြည်စိတ်နဲ့ကုပြောင်းလာအောင်ပေါ့အဲ့လိုကျွန်တော်တို့ကုပြောင်းတဲ့နေရာမှာလဲကျွန်တော်တို့တွေကအာကျွန်တော်တို့ဗုဒ္ဓဘာသာတာနာပြုရဆိုအတော်ခက်ခဲပါတယ်ဗျာဘာလို့ဆိုတော့ကျွန်တော်မှအထောက်ပံ့မရှိဘူးအထောက်ပံ့မရှိတော့ကျွန်တော်ကသူတို့ငွေပေးနိုင်ခြင်းမရှိဘူးကျွန်တော်ဘက်ကကိုယ့်ဘာသာတွေအများကြီးဟိုဘက်ရောက်သွားတယ်ဆိုလို့ရှိရင်ငွေကြေးတွေနဲ့အများကြီးထောက်ပံ့ကြတယ်အဲစစ်ဘေးတို့ရေဘေးလေဘေးတွေအဲ့လိုမျိုးတွေဆိုရင်ငါ့မို့ခေါမရတယ်ဖြစ်ပြီဆိုရင်တို့တွေကအထောက်ပံ့နေအများကြီးရှိကြတယ် ဲ့လိုအထောက်ပံ့နေအများကြီးနဲ့ဆိုတော့ကျွန်တော်တို့ဘက်ကလည်းတော်တော်များများရောက်သွားတယ်လို့ကျွန်တော်တို့ကြားသိရပါတယ်အဲ့တော့သူတို့ကတော့ငှက်လို့ပြက်လို့ရောက်သွားတာပေါ့ကျွန်တော်တို့ဘက်ကကြတော့သရာတရားဖြစ်ပြီးရောက်လာတာပေါ့အဲ့လိုလေးရှိပါတယ်ဗျကျွန်တော်တို့လည်းဆရာနဲ့ကိုယ်တိုင်မေးခဲ့ဘူးလေဟုတ်ကဲ့ခင်ဗျာလက်တွေလည်းမြင်ခဲ့ရဟုတ်ကဲ့ခင်ဗျာဒါပေမဲ့တချို့တွေကြတော့တချို့ပဲဆရာနဲ့ကိုယ်တိုင်လည်းမတွေ့ဘူးဟုတ်ဒီတိုင်းပုံမှန်တွေပဲတွေ့တဲ့လူတွေကြတော့ ါလုံးဖြစ်နေတာလားဘုရားဟုတ်ကဲ့ခင်ဗျာဒါကတော့ဟုတ်ပါတယ်ဟိုမမြင်ရင်တော့မယုံဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဟိုမျိုးလေးပေါ့မတောက်တစ်ခေါက်ခွင်းနဲ့အဲဖြတ်လို့အောင်မြင်တာမျိုးလည်းမဟုတ်လူကိုတောင်းနဲ့ချီပြီးမှကျွန်တော်အဲ့လိုဖြတ်လို့အောင်မြင်တာဆိုတဲ့အခါကျတော့လေအဲ့လိုမယုံဘူးဆိုတဲ့လူတွေကမကြုံဘူးသေးလို့ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့သူတို့တွေကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်အဲ့လိုမယုံဘူးဆိုတဲ့လူတွေကိုဥမာပေါ့မူရီစေဝါအမှန်တကယ်ဆွဲနေတော့တယောက်တော့မဟုတ် အ ਨੇ ဆုံးတစ်ယောက်နဲ့၄၅၀ယောက်လောက်ခေါ်ပြီးလာခဲ့ပါအဲ့လူတွေကျွန်တော်တို့ဖြတ်ပေးလို့ကျွန်တော်တို့ပြောတဲ့အတိုင်း9ရက်အတွင်းမှာမပြတ်ဘူးဆိုရင်ကျွန်တော်ဆေးတစ်ခွက်နဲ့မပြတ်ဘူးဆိုရင်စိုက်တယ်လို့စိန်ခေါ်လို့ရတယ်လို့နောက်ဆုံးအသက်ချင်းလဲလဲလို့ရတယ်နော်သူ့အသက်နဲ့ကိုယ်အသက်နဲ့လဲလဲလို့ရတယ်ဒီလောက်ထိအာမခံတယ်အဲ့တော့မယုံဘူးဆိုတာမကြုံဘူးသေးလို့ပါမကြုံဘူးသေးလို့ရှိရင်ကျွန်တော်တို့ဖြတ်နေတဲ့နေရာကိုလက်တွေ့လာကြည့်ဖို့တော့လိုအပ်ပါတယ်အဲ့တော့အဝေးကနေမမြင်ဘူးပဲနဲ့မဖြစ်နိုင်ဘူးလို့ဘာလို့ဆိုလို့ရှိရင်တော့ဒါတော့ဟို သိပ္ပံနီးလည်းမကြဘူးပေါ့နော်လက်တွေ့မကြဘူးပေါ့နော်အဲလက်တွေ့တိတိကျကျလေ့လာဖို့တော့လိုပါလေကျွန်တော်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်းမှာဆိုရင်ကျွန်တော်အများကြီးဖြတ်တယ်အခုကျွန်တော် AOD မှာဆိုရင်ဒါနှလုံးလားဆရာများတင်းဆရာကိုမင်းကိုတို့ဆေးကားမှာလည်းအခုချိန်ထိကျွန်တော်လက်တွေ့ဖြတ်နေတာရှိပါတယ်အဲ့တော့မယုံဘူးဆိုတဲ့လူတွေကိုလက်တွေ့လာကြည့်ပါနောက်ပြီးဒီတိုင်းကြည့်ုံလေးမကြည့်ပါနဲ့သူတို့မူရဲ့ဆေးဝါးစွဲနေတဲ့လူကိုတစ်ယောက်အနည်းဆုံး2ယောက်3ယောက်4ယောက်5ယောက်10ယောက်ခေါ်ခဲ့ပါခေါ်ခဲ့ပြီးမှဒီတစ်ပတ်အတွင်းမှာ ဒီဆေးတစ်ခွက်နဲ့တကယ်ပြမပြဆိုတော့တို့ကြီးစေခြင်းပါလေကျွန်တော်အဲ့လိုကြီးလိုက်မြင်လိုက်တဲ့အခါကျမှတို့ဒီဩတကယ်ဟုတ်ပါလားဆိုတော့တို့လက်တွေ့လက်ခံပါလိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့တို့ကတော့ကဘာမှာလည်းမရှိဘူးမြန်မာနိုင်ငံမှာလည်းမရှိဘူးဒါကတော့လိန်နာပဲဆိုတဲ့စကားတကယ်လိန်နေမလိန်ဘူးဆိုတာကျွန်တော်ကမူရင်ဆေးသောသမားတွေဖြတ်ခဲ့တဲ့နေရာမှာကျွန်တော်တို့ဥမာပေါ့လူတယောက်စဖြတ်လိုက်တယ်ဆိုလို့ရှိရင်တို့လာကြည့်တယ်စိတ်ဝင်စားတဲ့လူတွေဖြတ်ချင်တဲ့လူတွေလာကြည့်တယ်ဘယ်လိုနေလဲ အဆင်ပြေတယ်နေရထိုင်ရခက်ခဲသလားတအားခံစားမခံစားဘူးဆိုရင်ဟုတ်ပြီသူစောင့်ကြည့်လိုက်တယ်အဲ့တော့ဒီကနေမှဟို9ရက်တပတ်ပြည့်လို့သို့မဟုတ်10ရက်15ရက်ကျွန်တော်ထားပေးလိုက်တယ်ပြတ်တာကတော့ကျွန်တော်ပြော4ရက်ဆိုပြတ်ပါပြီဟိုဘက်ကရက်ရှည်ရှည်လေးထားတယ်ဆိုတာကတော့ကျွန်တော်သူစိတ်တွေပြန်လဲတည်ငြိမ်တော့အောင်လို့ဖျားရှိခိုးပရိစိတ်ခိုင်းရင်းနဲ့သူစိတ်ကိုကျွန်တော်ငြိမ်အောင်လို့ထားတာပါအဲ့လိုထားတဲ့နေရာမှာ သူတို့မနက်နေ့ညဖះရှိကိုကြတယ်ပရိစိတ်ကြတယ်ဗောနော်အဲ့လိုဆိုစိတ်လေးတွေလဲသူတော်ကောင်းစိတ်လေးဝင်လာတာဗောအရသူစိတ်တွေပြောင်းလဲလာတာဗောအဲ့ပြောင်းလဲလာပြီးတဲ့ခါကျမှကျွန်တော်ပြန်လွတ်တဲ့ခါကျတော့ပို့ပြီးတော့ပြတာပြတ်တာတွေးပါတယ်အဲ့တော့တကယ်တမ်းကတော့ကျွန်တော်တို့၃ရက်ကုန်ကုန်ပြီဆိုတာနဲ့ကျွန်တော်ရင်းတက်ကမရှိတော့ပါဘူး ိုစိတ်ရင်းလို့ပဲပြောရမှာပေါ့နော်စိတ်ရင်းဆိုတာကတော့စိတ်အာသာမပြေတဲ့ဟာလောက်ပဲရှိမယ်ဝေနာခံရတာမရှိပါဘူးကျွန်တော်ဒီ၃ရက်အတွင်းမှာလည်းလူလူလိမ့်လိမ့်ဝေနာခံရတာမရှိပါဘူးတကယ်ပါအဲ့ဒါတော့ကျွန်တော်တို့ဟိုမြည်သူမဆိုပေါ့နော်အဲကျွန်တော်ဟိုအတွေ့အကြုံလေးတစ်ခုဈားထဲမှာနည်းနည်းညှပ်ပြောခြင်းပါတယ်ဟိုကျွန်တော်တို့ဒီရွှေညော်နဲ့ပယောဂဆရာရွှေညော်ဆရာတယောက်နဲ့ဟိုစိတ်ယောဂကုဆရာတယောက်တို့ကိုအင်တာဗျူးရဲ့အမေအေးချီလေး ရှင်ရဆရာကိုသိစကားပြောခွင့်မပေးဘူးဟိုအထုကုဆရာဝန်ကြီးကိုပဲစကားပြောခွင့်အများကြီးပေးထားတဲ့ခါကျတော့ဒါကတော့ကုတဲ့လူရောကုတာခံတဲ့လူရောဥစ္စာပေါ်စိတ်ဝေဒနာရှင်ဒီပုံစံမျိုးသူပြောသွားတာပေါ့နော်အဲ့တော့ဒီဆရာဝန်ကြီးကသူစေပညာကတော့အလွန်တတ်တာပေါ့ကျွန်တော်တို့တွေကစေပညာကိုအားကိုးရတာပေါ့ဆရာဝန်ကြီးတဲ့ကျွန်တော်တို့ တကယ်ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်တွေပဲလေကျွန်တော်ပေတဝတ္ထုပေါ့နော်ပေတဝတ္ထုထဲမှာဆိုလို့ရှိရင်ဘုရားဝတ္တန်တန်းမှာဒီပယောဂနဲ့ပတ်သက်ပြီးအများကြီးပါတာပဲလေအဲ့ပေတဝတ္ထုလောက်တောင်သူတို့မဖတ်ဘူးတော့ဘုရားဝတ္တန်တန်းတောင်သူမယုံဘူးဆိုတဲ့သဘောမျိုးလောက်ကျွန်တော်ကသူသူ့ကိုအဲ့အဲ့ဆရာဝန်ကြီးကိုလည်းအဲ့လိုမြင်တယ်ဗျအခုလည်းပဲကျွန်တော်ဒီမိုးရစ်ဆေးဝါးဖြတ်တဲ့နေရာမှာကျွန်တော်တို့ကဟိုကျွန်တော်အသက်ငယ်ငယ်ကြီးနဲ့စပြီးမှဒီမိုးရစ်ဆေးသမားတွေဖြတ်လာတဲ့အခါကျတော့တကယ်လည်းလက်တွေ့ပြတ်တာကျွန်တော်က ဟိုအစောပိုင်းကအင်တာဗျူးတဲ့နေရာမှာလည်းကျွန်တော်ပြောခဲ့ပါတယ်ဟိုကျွန်တော်89ဖက်ကန်ဒေတာ support မှာအဲမူရစီဆွဲတဲ့လူရောင်းတဲ့လူတွေကိုဒီလက်နက်ကင်တစ်ဖွဲ့ရပြစ်တတ်တဲ့အချိန်မှာကျွန်တော်ကအဲ့ဒီတမခန်ခူမနာသဘင်းတစ်လျှောက်မှာကျွန်တော်တော့ဖြတ်ပြီးနေခဲ့တယ် ဖြတ်ပေးနေကျွန်တော်ဖြတ်ပေးတဲ့လူတွေကတော့သူတို့လည်းကောင်းသားလို့သူတို့တွေအသက်အန္တရာယ်နေမှာသူတို့ကာကွယ်လိုက်နိုင်တယ်ပေါ့နော်ကျိုးစားပေါ့ဂျာနယ်လူတွေရောကျွန်တော်နဲ့လက်လှမ်းမမီတဲ့လူတွေပါသွားတာပေါ့ဗျာအဲအဲ့လိုမျိုးအဲ့ဒီအချိန်လောက်ကနေစိုင်းမှမတိုင်ရက်နေစိုင်းမှကျွန်တော်ဖြတ်လာတာခဏအချိန်ကြီးဆုံးအကဲကျွန်တော်ကလိန်လိုက်တယ်ဆိုရင်ဒီတစ်ဖွဲ့ပဲလိန်လို့ရမှာဗျာနော်ကျွန်တော်တို့ကအိမ်မှာထိုင်ပြီးဖြတ်တာအဲဒီတစ်ဖွဲ့ပဲလိန်လို့ရမှာအလကားမှာကွာမပြတ်မဟုတ်ဆိုဘယ်သူမှလာမှာမဟုတ်ဘူးအဖွဲကျွန်တော်ရှင်ကအော်တောင်းတင်းနဲ့လာဖြတ်နေကြတာအော်တောင်းတင်းနဲ့လာဖြတ်နေကြအောင်အဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့နှစ်ရှည်လများဖြတ်နေတဲ့နှစ်နှစ်ပေါင်းကို10နဲ့အဲ့လိုမျိုး10ပိုင်းနှစ်ပေါင်း10ကျော်20ဖြတ်နေတဲ့ဒီလုပ်ငန်းကြီးတစ်ခုကို လိန်နာပါကွာဆိုလို့ရှိရင်တော့အဲ့လူအုံနှောင်းနေနေနေတူပါလား